မင်္ဂလာပါရှင်မောတမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေအတွင်တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာပူးပေါင်းပါဝင်လျက်ရှိနေတယ်လို့သိရပါတယ်တရုတ်တပ်ပိုင်းနယ်မှာတော့ယူရေရှားရက်ဘျူးသတင်းဌာနကဖော်ပြထားတယ် Chinese Security Gas Joint Burmese Army တူတဖန်ကြောက်ဖြူ boss admin ရဲ့ဆောင်းပါးကိုကောင်းနောက်ပါသားပြန်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ season လေးမစတင်ခင်မှာတော့ Moda Media Channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပရိသတ်ကြီးရင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ NASA ကတက်တွေနဲ့ပူးပေါင်းပါဝင်တဲ့ရှင်းနေတယ်လို့ American အခြေစိုက် Eurasia Review သတင်းဌာနကဖော်ပြထားပါတယ် ပြောလွန်ကြုံရေးဝန်တန်းတွေရောရခိုင်ပြည်နယ်ကြောက်ဖြူရေနဲ့စိတ်ကန်းအလွန်မတေးကျော်ရှိရေနံကျက်စက်ယုံကိုကာကွယ်ဖို့နာဆာကတက်တွေနဲ့အတူပူးပေါင်းရဲ့ရှိနေပါတယ်။ကြောက်ဖြူမျိုးရှိရေနံကျက်စက်ယုံတွေရှိနေတဲ့ area ဟာရခိုင်လက်နက်ကအဖွဲ AA ရဲ့မော်တာတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအောက်ကိုရောက်ရှိနေရလို့သိရပါတယ်။ပြောလွန်ကြုံရေးဝန်တန်းတွေရောရခိုင်လက်နက်ကအဖွဲ AA နဲ့တိုက်ရိုက်တိုက်ခိုက်မှုတွေမှာပါဝင်တိုက်ခိုက်နေသလားဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ူရေရှားရက်ပြိုးသတင်းဌာနကဖော်ပြထားပါတယ်။ဒိုင်းမြရခိုင်ပြည်နယ်ရှိသတင်းအရင်းမြစ်တချို့ကအေအေတပ်ဖွဲ့ဝင်တွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ရာမှာတရုတ်လုံခြုံရေးအဖွဲ့ဝင်တွေကနာဆာကတပ်တွေကိုကူညီပေးနေရလို့ယူရေရှားရက်ပြိုးသတင်းဌာနကဖော်ပြထားပါတယ်။အဲ့ဒီသတင်းသာမှန်ကန်ခဲ့မယ်ဆိုရင်တရုတ်လုံခြုံရေးဝန်ထမ်းတွေတဲမှာချယ်လင်တိုက်ခိုက်ရေးစစ်သားဟောင်းတွေအပြင်တိုက်ခရီးပညာရှင်တွေပါဝင်တယ်လို့ဆိုရမှာဖြစ်ပါတယ်မြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့အတွက် နဲ့နဲ့ကင်ဆောင်ထားတဲ့တရုတ်လုံခြုံရေးအဖွဲ့တွေဝင်ရောက်ခွင့်ရရှိစေဖို့ NASA ကအစိုးရဟာ Private Security Service Law ကိုသတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။တရုတ်လုံခြုံရေးအဖွဲ့တွေတဲမှာအများစုကစနစ်တကျလေ့ကျင့်ထားတဲ့စစ်သားဟောင်းတွေပါဝင်ပွဲရှိတယ်လို့ယုံကြည်ရဝယ်ရှိနေပါတယ်။ရခိုင်လည်းနဲ့ကအဖွဲ့ AA ကအမ်းမြို့နယ်အပါဝင်ရခိုင်ပြည်နယ်အတွင်းရှိမြို့ပေါင်း16မြို့အနက်14မြို့နယ်ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်တရုတ်ကုမ္ပဏီကတရုတ်လုံခြုံရေးဝန်ထမ်းအဖွဲ့တွေကို ဖေဖော်ဝါရီလအတွင်းမှာကြောက်ဖြူမြို့နယ်အတွင်းဖြန့်ကျက်ချထားခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာအေအေဟာအပြစ်ခတ်ရက်စဲတယ်လို့ကြေညာထားပေမဲ့နာဆာကတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေရကြောင်းရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။ရခိုင်လက်နက်က အဖွဲ့အေအေနဲ့နှိစက်တဲ့တတိယအရှင်မြစ်ကလက်ရှိအချိန်မှာအင်အား3000ခန့်ရှိတဲ့လက်နက်ကအဖွဲ့တွေဟာကြောက်ဖြူမြို့ကိုပြင်းထန်တဲ့ထိုးစစ်ဆင်တိုက်ခိုက်နေရလို့ပြောဆိုထားကြောင်းယူရေရှားရေဗျူသတင်းဌာနကဖော်ပြထားပါတယ် ကျောင်းပြူမြို့နယ်မှာယူနန်ပြည်နယ်ကိုရေနံနဲ့တန်းဝဲတွေကိုပိုက်လိုင်းနဲ့ပို့လွှတ်နေတဲ့စီမံကိန်းရှိတယ်လို့ရေနံစိတ်ကန်စီမံကိန်းတွေအထူးစီးပွားရေးဆောင်တွေရှိနေပါတယ်။ကျောင်းပြူမြို့နယ်ကနေ9ကီလိုမီတာအကွာရှိကျောင်းပြူရန်ပြဲလမ်းပေါ်ရှိပြိုင်းစီကေရွာဝန်းကျင်နားမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါတယ်။တရုတ်နိုင်ငံဟာကျောင်းပြူအထူးစီးပွားရေးဆောင်မှာရေနံမြောင်းနယ်မှုအများဆုံးပြုလုပ်ထားပြီးအဲ့ဒီစီးပွားရေးဆောင်ဟာတရုတ်နိုင်ငံကလှုပ်ဆောင်မဲ့ BRIC နိုင်ငံရဲ့အစိတ်ပိုင်းဖြစ်ပါဝင်လျက်ရှိနေပါတယ်။တရုတ်နိုင်ငံဟာကြောက်ဖြူမျိုးမှာအခြေခံအစအဦးတွေဖွံ့ဖြိုးတိုးတက်ဖို့ရင်းနှီးစိတ်ကံလျက်စစ်တအားပေးဆက်ယုံတွေတည်ဆောက်ဖို့အာရုံစိုက်နေပါတယ်။မြန်မာစူပရီမီစီးပွားရေးလုပ်ငန်းစုနဲ့တရုတ်နိုင်ငံအခြေဆိုင်ပါဝါချိုင်းနာအင်တာပရိုက်တို့ဟာမဂါဝဲ135ထုတ်လုပ်နိုင်မဲ့တန်ဝေတောင်းတအားပေးဆက်ယုံပူးတွဲတည်ဆောက်ဖို့စီစဉ်နေပါတယ်။တရုတ်စီမံကိန်းတွေရှင်ရဲ့တောက်ဖြူမျိုးမှာ ဒါကလည်းလက်ကအဖွဲ့အေးကထိုးစစ်စင်တိုက်ခိုက်လာခဲ့ပြီးနောက်နာဆာကတပ်တွေဟာလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်ရရှိနေရ။အေးအဖွဲ့ဝင်တွေအထူးကအကြဆုံးများနေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။နာဆာကရေတပ်သင်္ဘောတွေကလည်းကြောက်ပြူမျိုးအနေရှိအေးတပ်ဖွဲ့ဝင်တွေစုဖွဲ့လှုပ်ရှားနေတဲ့နေရာတွေကိုပြည့်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေရ။အေးအဖွဲ့အတွက်ထိုးနှက်ချက်တွေဖြစ်လာပွဲရှိနေပါတယ်။အေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအိန္ဒိယအစိုးရကကိုညီထောက်ပံ့မှုနဲ့လှုပ်ဆောင်မဲ့ ကလတန်ဘတ်ဆောင်စီမံကိန်းတွေရှိနေတဲ့စစ်တွေမြို့ကိုလည်းတိုက်ခိုက်ဖို့ကြိုးပမ်းနေစေဖြစ်ပါတယ်။အေအူးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမကွေးပဲခူးနဲ့ ARR တိုင်းတို့နဲ့ထိစပ်နေတဲ့ရခိုင်ရိုးမအဆက်နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။ရခိုင်ပြည်နယ်အတွင်းရှိရုံကြည်ရတဲ့တရင်အရင်မြေကမြမရေတက်ဟာပင်လယ်ပြင်ကိုထိန်းချုပ်ထားကခုခံတိုက်ခိုက်နေတဲ့အတွက်အေအူးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာစစ်တွေနဲ့ကြောက်ဖြူမျိုးနှစ်ခုစလုံးကို တပြိုင်တည်းတိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့ပြောဆိုထားကြောင်းယူရေရှားရေဗျူသတင်းဌာနကဖော်ပြထားပါတယ်။ဒါကြောင့် AAO ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကြောက်ဖြူမျိုးကိုအတေးကထားထိုးစစ်စဉ်တိုက်ခတ်နေရမျိုးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ရကလန်နဲ့ကအဖွဲ့ AAO ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတရုတ်အထူးစီးပွားရေးဆောင်စီမံကိန်းတွေရှင်းနေရဲ့ကြောက်ဖြူမျိုးကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်လေခက်ခဲရှုပ်ထွေးတဲ့အခြေအနေတွေနဲ့ထက်မဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ကြောက်ဖြူမျိုးမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း တရုတ်လက်နက်ကိုင်လုံခြုံရေးဝန်ထမ်းတွေတည်ဆုံးခဲ့မယ်ဆိုရင်ရကလက်နက်ကိုင်အဖွဲ့အေအေဟာတရုတ်အစိုးရရဲ့စိတ်ဆိုးဒေါသဖြစ်မှုနဲ့ထမ်းမဲရင်ဆိုင်ရွယ်ရှိနေပါတယ်။ဒါအပြင်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတိုက်ပွဲအတွင်းတရုတ်လုံခြုံရေးဝန်ထမ်းတွေကိုတုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင်လည်းအေအေအဖွဲ့ဟာတရုတ်နိုင်ငံသားတွေကိုချက်ချင်းပြန်လို့ဖို့တရုတ်အစိုးရရဲ့ဖိအားတွေနဲ့ရင်ဆိုင်ရွယ်ရှိနေပါတယ်။အဲ့ဒီမျိုးကုန်းနေနဲ့ပတ်သက်ပြီးတော့အေအေအဖွဲ့ခေါင်းဆောင်တွေဟာ ဘယ်ကိုယ်နဲ့ဆုံးဖြတ်ချက်ချဖို့အခက်အခဲများစွာကြုံတွေ့ရပွဲရှိနေပါတယ်။တရုတ်ထောက်လန်ရေးအဖွဲ့တွေဟာကိုကန်လန်နဲ့ကအဖွဲ့ MNDAA ခေါင်းဆောင်ကိုဖမ်းဆီးမှုတွေမှာပါဝင်ဆက်နွယ်ခဲ့ပူပါတယ်။ကိုကန်လန်နဲ့ကအဖွဲ့ MNDAA ဟာတရုတ်နိုင်ငံရဲ့ဂျားဝင်စီစံမှုကြောင့်အေဗီလာအတွင်မှာလာရှိုမျိုးကိုနာဆာကအစိုးရထံပြန်လည်ထွေပြောင်းပေးခဲ့ရပါတယ်။ဒါပြင်တရုတ်အစိုးရဟာတောင်လန်နဲ့ကအဖွဲ့ TNL ကိုလည်း၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးတွေကို နာဆာကအစိုးရထံပြန်လွှဲပြောင်းပေးဖို့ဖိအားပေးလျက်ရှိနေပါတယ်။နာဆာကအစိုးရဟာမိုးကုံမြို့အပါဝင် TNNL အခွဲထင်းချုပ်ထားတဲ့မြို့၅မြို့ကိုပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုလျက်ရှိနေပါတယ်။တရုတ်အစိုးရဟာကိုကလက်နက်ကိုင်း MND အခွဲလူမျိုးရခလက်နက်ကိုင်းအခွဲပေါ်ဩစာလွှမ်းမိုးမှုမြများဆဆရှိနိုင်ပွဲမရှိဘူးလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ရခလက်နက်ကိုင်းအခွဲအေးရရခပြည်နယ်အတွင်းစီးပွားရေးအတွက်နိုင်ငံသားယင်းဒီမြုံနယ်မှုတွေလုံနိုင်ဖို့ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ကိုအချက်ပြထားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ကုန်စည်နှုန်းကြီးမြင့်ခြင်း၊အလောက်ကအခွင့်အလမ်းရှာပါခြင်း၊စေဝါလိုအပ်ချက်များစွာမြင့်တက်ခြင်းတွေဖြစ်နေရ။ရခိုင်လူမျိုးအများပြားအခက်အခဲများစွာဖြစ်နေရပြီးရခိုင်လက်နက်ကင်အဖွဲ့အစည်းကပြည်သူတွေအခက်အခဲကိုလက်တွေ့ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့ရခိုင်လက်နက်ကင်အဖွဲ့ဟာကုလသမဂ္ဂအဖွဲ့နဲ့တခြားအနောက်အုပ်စုနိုင်ငံတွေကနေ အစားအစာနဲ့စေဝါအများပြားရယူနိုင်ဖို့စိတ်ဝင်စားနေပါတယ်။ဒါမဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကရခိုင်ပြည်နယ်အတွင်းကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမဲ့ဈင်းကြံလန်တိစောက်ခွင့်ပေးဖို့ငင်းဆန်လိုက်ရာအေးအဖွဲဟာကြီးမားတဲ့ဖီအားပြည်နယ်ရှင်ဆိုင်ရဝယ်ရှိနေပါတယ်။ရခိုင်လည်းကအဖွဲအေးဟာရခိုင်ပြည်နယ်အတွင်းရှိအထက်ကစိတ်ကန်းနှစ်ခုစလုံးကိုတင်းယုံနိုင်စွဲရှိမရှိဆိုတဲ့အချက်ဟာလက်ရှိအချိန်မှာဖီအားပြည်ဖြစ်နေပြီးတော့တရော့အစိုးရကလည်းဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုတောင်းပြန်မလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ငါးစားကအစိုးရအတွက်လည်းတောက်ဖြူမျိုးဟာအတေးကအရှိပါတဲ့မျိုးဖြစ်နေရတဲ့အတွက်တောက်ဖြူမျိုးကိုဆက်လက်ထိန်းချုပ်နိုင်အောင်အစွမ်းကုန်ကြိုးပမ်းဖွယ်ရှင်းနေပါတယ်။